ဝင်တန်းကမလေးပေါ်မှာသိန်းဆယ်ချီကုန်တဲ့လက်ဆောင်ပေးခဲ့လို့လူတွေရဲ့ချင်းမွန်ခံနေရတဲ့အမျက်သူသူပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဆယ်လီတော့ကီးကနေပြန်လဲကြိုဆိုလိုက်ပါတယ်။မင်းသမီးမျက်သူသူကတော့အခုနောက်ပိုင်းမှာကြွေရမှုထက်စိတ်ချမ်းသာမှုကိုပဲပို့ပြီးတော့ဦးစားပေးနေရဖြစ်ပါတယ်။စီးပွားရေးကိုလည်းလောဘမကြီးတော့ဘဲနဲ့သူမရဲ့ဝင်တန်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်မဲနေတော့တာပါ။ရွှေဆိုင်နဲ့စားသောက်ဆိုင်လုပ်ငန်းတွေကိုပိုင်ဆိုင်ထားတယ်။စီးပွားရေးသမားတယောက်ရဲ့ဒုတိယအိမ်ထောင်ဖြစ်ပေမဲ့ဂုံမောက်မှာချင်းလုံးဝမရှိဘဲနဲ့သူမရဲ့ပုံစံအတိုင်းရိုးသားစွာနဲ့နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။အိမ်တောင်ကျပြီနောက်ပိုင်းမှာအနုပညာလောကနဲ့လည်းတိတ်ပြီးတော့ပတ်သက်မှုမရှိတော့ဘဲသူမရဲ့ဘဝကိုသာဖြတ်တန်းနေတာဖြစ်ပါတယ်။ မေသမီးမြတ်သူတို့အသူမရဲ့လုပ်ငန်းကဝန်ထမ်းတွေကိုမိသားစုလိုသဘောထားပြီးတော့နှွေးထွေးတဲ့အတွက်လူတွေကပို့ပြီးတော့လေးစားနေကြတာပဲဖြစ်ပါတယ်။မြန်မာပြည်မှာအခုနောက်ပိုင်းစိန်ဆိုင်ရွှေဆိုင်တွေများစွာထွက်ပေါ်လာခဲ့ပြီးတော့အနုပညာရှင်တွေများစွာနဲ့ကြော်ညာဖို့အတွက်အလုံရှုံနေကြတဲ့ချိန်မှာမြတ်သူတို့ရဲ့ရွှေဆိုင်ကတော့ဘာကြော်ညာမှုမှမရှိပဲပုံမှန်ရောင်းအားလေးနဲ့ပဲရောင်းချနေရဖြစ်ပါတယ်။အခုခေတ်ရဲ့ရွှေဆိုင်ကြော်ညာတွေဟာ TikTok နဲ့ social media တွေမှာလူတွေရဲ့အာရုံစိုက်မှုတွေကိုရရှိအောင်မျိုးစုံနဲ့ အရှမ်းမေးတဲ့ကောက်ကတ်တွေနဲ့ promotion ဆင်းပြီးတော့လုပ်ငန်းချဲ့ထွေနေကြပေမဲ့နေသူသူကတော့သူမရဲ့ဆိုင်ကကလေးတွေကိုဘယ်တော့မှအခုလိုမျိုး ပုံစံတွေနဲ့မစော့ခိုင်းမင်းနဲ့ ပုံမှန်တိုင်းလေးပဲနေခိုင်းတာဖြစ်ပါတယ်။အခြားစီးပွားရေးသမားတွေလိုမျိုးပတ်စံရဖို့တခုပဲမကြည့်ပဲသူရဲ့ဝန်ထမ်းတွေကိုစာနာထောက်ထားပြီးတော့အမြဲတမ်းအလေးပေးတဲ့အတွက်လူအများကတော့မျက်သူသူရဲ့စိတ်ထားကိုသဘောကျနေရပဲဖြစ်ပါတယ်။ဝန်ထမ်းတွေပုံမှန်လဲရေးဆိုရေးမီးဆိုမီးတင်းနှောင်းတင်းနေထားပြီးတော့သူတို့ရဲ့မိသားစုပြဿနာတွေအထိအမြဲတမ်းဖြေရှင်းပေးတတ်တဲ့သူလည်းဖြစ်ပါတယ်။ဝန်ထမ်းအချို့ကလည်းယုံကြည်အားကိုးရလွန်လဲအတွက်အမွေစားအမွေခံနဲ့ပါမွေးစားပြီးပြီဖြစ်လို့သူမရဲ့စိတ်ဓာတ်ကိုလေးစားနေကြတာလည်းဖြစ်ပါတယ်။အခုချိန်မှလည်းမျက်သူသူက ါဝန်ထမ်းမလေးတအုပ်ရဲ့ရုပ်ပိုင်းဆိုင်ရာပြုပြင်မှုနဲ့ပတ်သက်ပြီးတော့ပြင်ဆင်ပေးခဲ့ပါတယ်။ Plastic Surgery ပြုလုပ်မှုဆိုတာပတ်စံရှိလူဒန်းစားတွေနဲ့ ဝင်ငွေအစဉ်ပြေရသူတွေတာလုံးနိုင်တဲ့အရာဖြစ်ပေမဲ့မြတ်သူသူကတော့ဒီမရဲ့ဝန်ထမ်းလေးလှပနိုင်ဖို့အတွက်ဒီမရဲ့ငွေကြေးနဲ့ပြုပြင်ပေးနေရပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ဝန်ထမ်းအတွက်ဖြည့်ဆည်းပေးတဲ့အလို့ရှင်ဆိုတာမြန်မာနိုင်ငံမှာလက်ချိုးရည်လို့မကောင်အောင်ရှိတာမှန်ပါတယ်။ဒါပေမဲ့မြတ်သူသူကတော့တကယ်ကိုမိသားစုဝင်တယောက်လိုမျိုးသဘောထားပြီးတော့ပြုပြင်မှုတွေကိုပြုလုပ်ပေးနေရပဲဖြစ်ပါတယ်။ဝန်ထမ်းတွေရဲ့အခက်အခဲတွေကိုလည်းအမြဲတမ်းဖြည့်ရှင်းပေးတာဖြစ်လို့မြင်ရတဲ့သူတိုင်းကတော့ဒီမကိုချီးကျူးနေရတာဖြစ်ပါတယ်။ သူမရဲ့တင်းဆက်ချီတန်တဲ့ဖုန်းအဟောင်းကိုဝန်ထမ်းကောင်မလေးအတွက်လက်ဆောင်ပေးခဲ့ပြီးတော့အခုတခါမှလည်းတင်းရချီကုံမဲ့နှာခေါင်းပြုပြင်ဖို့အတွက်သူမကအကုန်ကြခံပေးပြန်တာပဲဖြစ်ပါတယ်။ဒီလိုမျိုးဝန်ထမ်းတွေအတွက်အစားနာပေးတဲ့အလုပ်ရှင်စီမှာအလုပ်လုပ်ချင်တဲ့သူတွေကလည်းများပြားနေတဲ့အတွက်မြတ်သူသူစီမှာအလုပ်လျှောက်တဲ့သူတွေကလည်းများစွာရှိနေရဖြစ်ပါတယ်။ဒါပေမဲ့အခုလိုမျိုးမြင်နေရတာတွေကလည်းတကယ့်ကိုလိမ်မာပြီးတော့အားကိုးရတဲ့သူတွေကိုပဲမျက်နှာသာပေးရဖြစ်လို့လာလျှောက်တဲ့သူတိုင်းအခုလိုအလကားရနေမှာမဟုတ်တဲ့အကြောင်းပြောပြီးတော့သူမစီမှာအလုပ် လာမလျှောက်ကြတော့ဘူးအထီတောင်စာထုတ်နေရတာဖြစ်ပါတယ်။စာနာသနာမှုအပြည့်နဲ့ဝန်ထမ်းတွေပေါ်မှာဖြည့်ဆည်းပေးလို့တဲ့အတွက်ကြောင့်မြန်မာပြည်မှာစာနာစိတ်အရှိဆုံးအလုပ်ရှင်အဖြစ်လူအများရဲ့သတ်မှတ်ချက်ခံနေရတယ်။မင်းသမီးမြတ်သူတို့ရဲ့လောရက်တွေနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။